စက်မှုပညာတွေအတက်ပညာတွေထွန်းကားလာတဲ့အများကမ္ဘာနိုင်ငံအသီးသီးမှာလည်းတီထွင်စမ်းသစ်မှုအသစ်တွေတိုးတက်တဲ့လူနေမှုပုံစံတွေနဲ့တနေ့တခြားပို့ပို့ပြီးတိုးတက်စီပင်လာကြပြီပဲဖြစ်ပါတယ်တိုးတက်တဲ့နေထိုင်မှုတွေဆိုတဲ့နေရာမှာလည်းအခြေခံအဆောက်အုံတွေတင်မကပဲစိတ်ကူးစိတ်တန်းတွေစမ်းသစ်တဲ့အကြံဉာဏ်တွေတီထွင်ကြံစမှုတွေလည်းပါဝင်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ကဘာကြီးမှာရှိတဲ့နိုင်ငံတွေတဲ့ဟာဘယ်မျိုးတွေဟာစမ်းသစ်တီထွင်မှုအကောင်းဆုံးမျိုးတွေဖြစ်နေလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်နိုင်ငံရဲ့မျိုးတွေဟာခေရှိပြေးနေပြီးဒီလိုခေရှိပြေးအောင်ဘယ်အရာတွေကလုပ်ပေးနေရလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဗီဒီယိုထဲမှာကြည့်လိုက်ရအောင်နော်။နံပါတ်၁စင်ကာပူနိုင်ငံစင်ကာပူနိုင်ငံကတော့အရှေ့တောင်အာရှမှာရှိတဲ့နိုင်ငံတွေထဲမှာအသေးဆုံးဖြစ်ပြီးအထူးကျွန်ဆုံးနိုင်ငံလို့ပြောလို့လည်းရပါတယ်။ စင်ကာပူနိုင်ငံမှာဆိုရင်တော့အတန်ရှင်းတဲ့လမ်းတွေရှိုံနေမှာပဲ Smart Nation ဆိုတဲ့အစာပြိုးမှုတွေနဲ့အတူ အချိန်နဲ့တပြေးညီခေတ်ရှိပြေးနေတဲ့မျိုးပြအဖြစ်နဲ့ရှေ့ဆောင်တစ်ခုအနေနဲ့ရှိနေရပဲဖြစ်ပါတယ်။လမ်းတိုင်းနေရာတိုင်းမှာအာယုံခံကရိယာတွေရှိပြီးဒီကရိယာတွေကနေရင်ကျောပိတ်ဆို့မှုတွေအများပြည်သူကျမ်းမာရေးနဲ့အမိုက်စုဆောင်မှုတွေတို့တောင်မှပဲစောင့်ကြည့်နေနိုင်တာဖြစ်ပါတယ်။ ဒါအပြင် စင်ကာပူနိုင်ငံက virtual city model ကိုအသုံးပြုပြီးဒီအသုံးပြုမှုဟာဆိုလို့ရှိရင်အာရှရဲ့စားသွက်တည်ထွင်မှုတွေတဲ့အကောင်ဆုံးမျိုးတော့အဖြစ်နဲ့သတ်မှတ်ထားလို့ရတဲ့အမှတ်အသားတစ်ခုဖြစ်စေပါတယ်။နံပါတ်1 Delivit ကမ္ဘာတည်ထွင်မှုအကောင်ဆုံးမျိုးတွေတဲ့နောက်ထပ်မျိုးတစ်ခုကတော့ Delivit ပါပဲ။ Delivery မြို့မှာဆိုလို့ရှိရင်เนาะ startup လုပ်ငန်းတွေကိုတခြားနိုင်ငံတွေထပ်ပို့ပြီးတော့လှုပ်ဆောင်လာတဲ့အမျှဒီမျိုးက တကမ္ဘာလုံးဆိုင်ရာနည်းပညာအားထားရာမျိုးတစ်ခုဖြစ်လာပါတယ်။သူတို့ရဲ့စမ်းသစ်တီထွင်မှုတွေဟာစိုက်ဘာလုံခြုံရေး၊စိုက်ပျိုးရေးနည်းပညာနဲ့ကျန်းမာရေးနည်းပညာတွေမှာဆိုရင် မရှိမဖြစ်လိုအပ်တဲ့တီထွင်မှုတွေဖြစ်နေရက်တည်နေပြီပဲဖြစ်ပါတယ်။စစ်တပ်ရဲ့နည်းပညာသင်တန်းတွေကလည်းအရက်ဖတ်နည်းပညာတွေကိုပို့ပြီးတော့အစင်းမြင့်မြင့်နဲ့လုံနိုင်စေတာပဲဖြစ်ပါတယ်။နံပါတ်3ရှန်ကျန်း တရုတ်နိုင်ငံမှာရှိတဲ့ရှန်ကျန်းမြို့ဟာဆိုရင်လည်းနှစ်ပေါင်း40အတွင်းမှာတငါရွာနေပြီးတော့ကြီးကျယ်ခမ်းနားတဲ့မြို့တစ်မြို့အဖြစ်နဲ့ပြောင်းလဲလာရွေးဖြစ်ပါတယ်။ဒီမြို့လေးရဆိုရင်တော့အခုချိန်မှာလည်းကဘာရဲ့ hardware မြို့တော်ဖြစ်လာခဲ့ပြီး Huawei, DJ နဲ့ Tencent တို့လိုကုမ္ပဏီတွေရဲ့မွေးဖွားရာနေရာတစ်ခုဖြစ်နေပြီပဲဖြစ်ပါတယ်။ ထူးခြားတစ်ခုကတော့ရှန်ကျန်းမှာဆိုရင်အလွန်လင်မြန်တဲ့ပုံတူပုံရိုက်ခြင်းတွေရှိပြီးထုတ်ကုန်တစ်ခုကိုရက်အနှဲငယ်အတွင်းမှာတင်တိဆောက်ဆန်းသက်နိုင်တဲ့အထိညံဆန်ပါတယ်။ဒါကြောင့်လဲရှန်ကျန်းမြို့ဟာစိတ်ကူးသစ်တွေကိုစစ်မှန်တဲ့ထုတ်ကုန်တွေအနေနဲ့လင်လင်မြန်မြန်ပြောင်းနိုင်တဲ့နေရာတစ်ခုဖြစ်ပြီးတော့အစိုးရဆိုရင်လည်းဒီအရာကိုထောက်ပံ့ပေးဖို့အတွက်ငွေအမြောက်အများပေးထားရပဲဖြစ်ပါတယ်။ဒါကြောင့်တခြားနိုင်ငံတွေမှာအနာဂတ်အကြောင်းပြောနေကြချိန်မှာတော့ရှန်ကျန်းကဒီအနာဂတ်ကိုတိဆောက်ပြီးနေပဲဖြစ်ပါတယ်။ နံပါတ်၄ဆန်ဖရန်စစ္စကိုနံပါတ်၄နေရာမှာရက်တည်နေတာကတော့ကန်နဝင်ဆန်နဲ့ဆန်ဖရန်စစ္စကိုဘေးအေရီးယားပဲဖြစ်ပါတယ်။ဒီနေရာဆိုရင်ကမ္ဘာလုံးဆိုင်ရာစံချိန်တင်မှုတွေရရှိခဲ့တဲ့စတတ်အပ်ပေါင်းများစွာရဲ့မူလနေရာဖြစ်ပြီးဤပညာစံတွေတည်ထွင်မှုအစစ်စံတွေရဲ့နေရာလည်းဖြစ်ပါတယ်။ Stanford တက္ကသိုလ်လိုမျိုး အကျိုးတူအရင်းနှီးများတဲ့တက္ကသိုလ်တွေနေရာတိုင်းမှာရှိကြပြီးကြာဆုံးမှုမြန်ဆန်တဲ့ကာချာတွေလည်းရှိနေပါဗျ။ ဒီနေရာမှာဆိုရင် AI တွေဇီဝနည်းပညာတွေပေါ်ကျော်သွားပြီမဲ့လေကုန်ကြစိတ်မြင်မှားမှုလိုမျိုးတွေအစိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ဒါပေမဲ့လည်းဘယ်မျိုးအမှာတော့ San Francisco လိုမျိုးတီထွင်မှုတွေကိုမလုံဆောင်နိုင်ကြသေးပါဘူး။နံပါတ်5တိုကျိုမြို့တီထွင်စမ်းသစ်မှုနဲ့တိုးတက်မှုလို့ပြောလိုက်ရင်တော့အမြင့်ဆုံးနေရာမှာရှိနေတာတိုကျိုမြို့ပါပဲ။ တိုချိုမြို့ကတော့အတန်တိတ်ဆန်းသစ်တီထွင်တဲ့မြို့ဖြစ်ပြီးတိုချိုရဲ့ public transportation တီထွင်မှုတွေအားဆိုလို့ရှိရင်လည်းတခြားနိုင်ငံတွေထက်နှစ်တည်းအများကြီးခေရှိပြေးနေရပဲဖြစ်ပါတယ်။ဒါတွေမဲမဟုတ်ပါဘူးတိုချိုမြို့ရဲ့ဆက်ရုပ်လုပ်ငန်းအားဆိုရင်လည်းတခြားမြို့တွေလိုက်တူးလို့မရတဲ့အထိရှေ့ပြေးဖြစ်နေပြီးတော့တက်ကြီးရွယ်ကိုစောင့်ရှောက်မှုနီးပညာမှာဆိုရင်လည်းကမ္ဘာမြို့တော်တော်များများအတူယူရမယ့်နီးပညာတွေကိုအသုံးပြုနေရပဲဖြစ်ပါတယ်။ အခုပြပြခဲ့ပေးတာတွေကတော့ကဘာပေါ်မှာတည်ထွင်မှုအားအကောင်းဆုံးနဲ့ခေရှိအပြေးဆုံးမျိုးတွေအကြောင်းပဲဖြစ်ပါတယ်။အခုလိုဗဟုသုတရစရာအကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။